ားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့အကြာမြင့်ဆရာမလေးအောက်မွေးဖြစ်ပါတယ်ရှင်ဒီနေ့ကဘာလာပြောပြတယ်လဲဆိုရင်စနေသားသမီးများအတွက်ကိုဆယ်လပိုင်းစာအတွက်လာရောက်ပြီးဖော်ဆရာတင်ပေးပါတယ်ဆယ်လပိုင်းထဲမှာကောင်းချင်းဆိုးချင်းလေးတွေကိုပေါ့နော်ကိုကြုံတွေ့ရမယ့်အရာလေးတွေကိုဆရာမလာရောက်ပြီးဖော်ဆရာတင်ပေးတာဖြစ်ပါတယ်အဲ့တော့ဆရာမလေးရဲ့အဖို့ကိုမြင်တဲ့လူကစနေသားသမီးများမှန်တယ်ဟဲ့ဆိုရင်ဆရာမအသက်လေးတွေပေး like and share လေးတွေလုပ်သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်ရှင်အဲ့တော့ဆရာမကိုမေးမြန်းနေတဲ့လူလေးတွေပေါ့နော်ဆရာမဘယ်မှာနေလဲဖုန်းနံပါတ်လေးတွေချပေး ို့ပါအာမင်းများဆက်သွယ်ခြင်းလို့ပါဆိုတဲ့လူတွေတွေဆ iam မပြောခြင်းတာကဖုန်းနံပါတ်နဲ့ပေးတယ်ဟောလို့မရပါဘူးရှင်เนาะဆ iam မရဲ့ Facebook အာ Messenger တွေကိုလာရောက်ပြီးတော့မေးပါအဲ့ဒါဆိုရင်ဆ iam မဖြေပေးပါတယ်ဖုန်းနံပါတ်နဲ့ကတော့ဘလို့ဘာဖြစ်လို့လဲဆိုဆ iam မမျက်နှာကြည့်ပြီးဟောပေးတဲ့အတွက်ကြောင့်မလို့ပေါ့เนาะပြီးလို့ရှိရင်အဆောင် lucky အဆောင်ဆ iam မ lucky အဆောင်လေးတွေအစီရင်လုပ်ပေးပါတယ် lucky ပွဲလေးတွေနဲ့ပတ်သက်ပြီးအစီရင်လုပ်ပြီးတော့ဖွင့်ပေးပါတယ်အဲ့တော့ อาสาว่าจ้าလို့ရှင်ထိုင်းနိုင်ငံတနိုင်ငံပဲဆရာမပို့ပေးပါတယ်ရှင်เนาะအဲ့တော့လိုချင်တဲ့လူများမေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင်เนาะကဲဒီနေ့อ่ะจ้าလို့ရှင်စနေသားသမီးများအတွက်လာရောက်ပြီးဟောစနမ်းတင်ပေးပါတယ်ရှင်စနေသားသမီးများကဒီနေ့ဒီချိန်မှာဘာတွေဖြစ်နေတယ်လဲဆိုခေါင်းငိုင်းစိုက်ကြနေတဲ့အချိန်ဖြစ်နေတယ်။ဘာကြောင့်လဲဟေးဆိုလို့ရှိရင်တဲ့စနေသားသမီးတွေကပေါ့နော်ဒီချိန်မှာငွေနဲ့ပတ်သက်ပြီးငွေအထွက်များနေတယ် ဘာလုံးလုံးဘာအကင်ကင်တလွဲတချော့စီဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တဲ့စိတ်ပင်ပါလူပင်ပါဖြစ်နေတဲ့လုပ်ငန်းနိုင်ငံနဲ့ပတ်သက်ပြီးပြောင်းရွှေ့ခြင်းနဲ့ဒါပေမဲ့ပြောင်းရွှေ့ရင်ရောအဆင်ပြေပါမလားဆိုပြီးတော့ပူပင်တော့ကလေးတွေရောက်နေတဲ့အချိန်မျိုးဖြစ်နေတယ်တဲ့ပြီးလို့ရှိရင်ခုဘေးနာတငယ်ချင်းပေါင်းတင်လေးတွေနဲ့ပတ်သက်ပြီးအထူးသတိထားရမှာက ကိုယ့်ရဲ့ရှေ့မှာစေတနာထားတယ်လို့လို့ねကိုယ်ကြောက်တဲ့တွန်းချနေတယ်ဟဲ့ဆိုတာလေးကိုတတိထားရမှာဖြစ်ပါတယ်။ဘာကြောက်လဲဆိုစနေသားသမီးတွေကလူကိုခင်ပြီးဟဲ့ဆိုရင်အယံခင်တတ်တယ်။ယုံပြီးဟဲ့ဆိုရင်လည်းအယံယုံတတ်တယ်။ဒါပေမဲ့သူတို့ကလူကိုလူတိုင်းကိုတော့မဟုတ်ဘူး။သူတို့ယုံတဲ့လူသူတို့ချစ်တဲ့လူကိုပဲသူတို့ကယုံတတ်တာပါရှင်เนาะအဲ့လိုမျိုး။အဲ့တော့ဒီချိန်မှာねလုပ်ငန်းနိုင်ငံနဲ့ပတ်သက်ပြီးဟဲ့ဆိုရင်ဒီကိုလပိုင်းထဲမှာကငွေကုန်ကြေးကြများခဲ့တယ်ငွေအထွက်များခဲ့တယ်လုပ်ငန်းနိုင်ငံနဲ့ပတ်သက် ီးဟေးဆိုလို့ရှိရင်အဆုံးအရှုံးလေးတွေပေါ်ခဲ့တဲ့အတွက်ကြောင့်မလို့စိတ်ညစ်နေတာဘာကြောင့်လဲဆိုစနေသားသမီးတွေကသူတို့လောက်တိုင်းအဆင်ပြေမှရတယ်သူတို့လောက်လိုက်တဲ့အရာအောင်မြင်မှရတဲ့လူမျိုးလေးနေချင်းဒါကြောင့်မလို့တဲ့ပြီးလို့ရှိရင်ကိုယ်ကလည်းဟိုကစိတ်မပြေတဲ့ကြတဲ့ကိုယ့်ရဲ့မိသားစုကလည်းနဘူးနဆာတိုက်နေတဲ့အချိန်မျိုးဖြစ်နေတယ်တဲ့အဲ့တော့ခါကျတော့ကိုကဘောင်ဥတီလို့ဥတီရမှမသိခေါင်းတွေရှုပ်အောင်းနောက်တွေတို့ဇက်ကြောတွေတက်မြေရိုးတွေကိုက်အာယုံကြောတွေအားနဲ့အဲ့လိုမျိုးတွေဖြစ်နေတာပြီးရင်ဘိုက်တွေအောင့်နေ ီတက်တယ်တဲ့အဲ့ဒါဘာကြောင့်ဘာဆေးမှမရှာနဲ့ရှင်เนาะကိုကိုလောက်တိုင်းကြိုင်တိုင်းအောင်မြင်သွားတဲ့အချိန်ကို့နားမှာ ဘလို့ပြောမလဲကျင့်တာလွေးထွေးမှုတွေပေးနိုင်တဲ့လူကကိုယ့်ကိုအဲ့လိုမျိုးအားပေးစကားလေးတွေပြောလိုက်တာနဲ့ကောသူတို့အဲ့ဒါယောဂါလေးတွေကပျောက်သွားပါလိုက်မယ်ရှင်တော့။ဘာကြောင့်လဲဆိုလို့ရှိရင်တဲ့စနေသားသမီးတွေကဒီကိုလာပိုက်ထဲမှာဟိတ်ဆိုရင်သူများပေါ်မှာစေတနာ target တလောက်အကုန်လုံးကစေတနာဝေဒနာတွေဖြစ်တတ်တယ်။ကိုယ့်ရဲ့မှန်ကန်တဲ့စေတနာတွေစော်ကားခံရတတ်တယ်။ဒါပေမဲ့ဘာမှမဖြစ်ဘူး เนาะဆယ်လပိုင်းတည်းမှာအဲ့ဒီစေတနာ အကျိုးတွေကိုခံစားရမယ်ရှင်เนาะကိုကဖြူစင်တဲ့စေတနာတွေကိုပေးလိုက်တဲ့လူတွေကောင်းတယ်ရှိမကောင်းတယ်ရှိဒီဆယ်လပိုင်းတည်းမှာကိုယ့်ရဲ့ဖြူစင်တဲ့အရာတွေကကိုယ့်ကိုအကျိုးပေးတော့မယ်ကိုယ့်ရဲ့ဖြူစင်တဲ့မေတ္တာတဲ့ချစ်ချင်းမေတ္တာတရားတွေကကိုယ်ပေးလိုက်တဲ့အရာတွေကအကျိုးပေးမယ်အချိန်ကိုကြာရောက်လို့လာပါပြီရှင်เนาะပြီးလို့ရှိရင်အိမ်ထဲမှာပြဿနာလေးတွေမကြမကြ ကြုံနေရတဲ့စိတ်ပင်ပန်းနေရတဲ့အပူပင်များနေရတဲ့ဟဲ့ဆိုတဲ့အခြေအနေကစတီဆယ်လတိုင်းဘိုင်းတဲမှာချုပ်ငိမ်ဖို့ရှိပါတယ်ရှင်။ဘာမှကိုကဘယ်လိုပြောမလဲလှုပ်ရှားမလို့ပဲဖျားတရားလှုပ်သွားမယ်။ပြီးလို့ရှိရင်အဲ့ဒီပူပင်တော့ကများနေတာထွက်ငွေများနေတာတွေလုပ်ငန်းနိုင်ငံနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေကိုကစဆရာမဒီနေရာနေရာရလေးတစ်ခါလဲပေးလိုက်မှာဖြစ်ပါတယ်။အဲ့ဒီရာရကကြာလို့ရှိရင်ကျန်ပေါ့နော်ကျန်လက်တက်စိတ်ကိုဖြတ်ပြီးလို့ရှိရင်သေချာလေးခွန်သွားပြီးလို့ရှိရင် အာကြံဆက်တောက်ကိုဖျားမှလှူပေးရမယ်လက်တက်ဆင်းလောက်တောင့်ကလေးတွေဖြတ်ပြီးလို့ရှိရင်ကြံဆက်တောက်ကိုဖျားမှလှူပေးရမယ်အဲ့ဒီကြံပေါ်မှာကိုကအာတကြားဖြူပေးရမယ်ပြီးလို့ရှိရင်ဖျားမှလှူပေးရမယ်ဖျောင်းနိုင်ဆက်တဲ့ကြောင်းမွေးနိုင်ဆက်တဲ့ကြောင်းကိုရဲ့အိမ်ခန်းကဖျားမှစီရင်လှုပ်လို့ရပါတယ်ရှင်ပြီးလို့ရှိရင်လက်ဖတ်ဆုံး နော်သမင်းဖြူပေါ်မှာလက်ဖက်နဲ့နေပြီးလို့ရှိရင်ကိုယ့်ရဲ့အိမ်ကဖျားမှာကတ်လူအောင်မယ်အကုန်လုံးကိုတရက်တည်းပဲလုံးအောင်မှာနော်ပြီးရင်ဖျားတောက်တော်ကြီးအေးအေးလေးတက်ခွက်ဖျားမှာတူတူလှူပေးရမှာဖြစ်ပါတယ်ပြီးရင်ပူပင်တော့ကများငိမ့်ချမ်းရပါလို့ပြီးအရှင်ဖျားနော်တပည့်တော်ရဲ့စစ်မှဖြူစင်တဲ့စေတနာချစ်ခြင်းမေတ္တာတွေအကြောင်း ကောင်းဆောင်သောလမ်းကိုရှောက်လန်းနိုင်ရပါလို့ဤပူပင်တော့ကများငိမ့်ချမ်းရပါလို့ဤလို့ဆုတောင်းပေးပါเนาะပြီးလို့ရှိရင်စနေသားသမီးတွေကဒီချိန်မှာဒေါသတွေများနေတယ်အလိုမကျမှုတွေများနေတယ် စိတ်မရှိနိုင်ဘူးဖြစ်နေတယ်တဲ့။ဘာကြောင့်လဲလို့ဆိုရင်တို့တွေကခုနဆရာမပြောသလိုလုတ်တဲ့အရာတွေအကုန်လုံးရှောရှုမှကြိုက်တဲ့လူမျိုးပြီးလို့ရှိရင်ချစ်ချင်းနဲ့ပတ်သက်ပြီးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတဲ့ပဋိပက္ခများနေတဲ့ကိုလိုချင်တဲ့စကလုံးကိုတို့ကထွက်မလာဘူး။ပြောမယ်လို့ဆိုရင်နဘူးနဆာပဲတိုက်နေတယ်။ကိုလိုချင်တာကအားပေးစကားလေးတွေလိုချင်တယ်။အဲ့တော့အိမ်အောင်ရင်းကြားမှာလို့ဆိုရင်မလိုအပ်တဲ့ကိုယ့်ရဲ့မိသားစုအရှုပ်အထုပ်တွေကြောင့်နဲ့ပတ်သက်ပြီးရန်များရတတ်တယ်။အချစ်ရင်းနဲ့ပတ်သက်တဲ့ဟေးဆိုရင်လည်းပဲတယောက်နဲ့တယောက်ကြား ားလူကြောင့်နဲ့ပတ်သက်ပြီးတော့နားလည်မှုတွေကွဲလွဲတတ်တယ်အလိုလိုနေရင်နဲ့ကိုချစ်တဲ့လူကကိုစိမ့်ကားသွားတာအလိုလိုနေရင်နဲ့ကိုကိုဘယ်လိုပြောမလဲဟဲ့ဆိုအေးဆက်သွားတာပုံစံမျိုးလေးတွေကြုံရတတ်တယ်တဲ့အဲ့တော့အဲ့တဲ့ຢာတွေကိုကြော်ဖြတ်ဖို့အတွက်ဘာလုပ်လဲခုနဆရာမပြောတဲ့အာຢာတွေလေးကိုလှုပ်သွားမှဖြစ်ပါလေရှင်စနေသားသမီးတွေကလည်းချစ်ပြီးဟဲ့ဆို ဘယ်လိုပြောမလဲအကုန်စုတ်စုတ်မြုပ်တဲ့အထိချစ်တတ်တယ်အဲ့လိုမျိုးအချစ်ရင်နဲ့ပတ်တိုက်အစွဲလန်းကြီးတတ်တယ်စီးပွားရေးနဲ့ပတ်တိုက်နည်းနည်းလောဘကြီးတတ်တယ်လောဘကြီးတယ်ဟဲ့ဆိုတာငွေရေးချေးရုံမဟုတ်အလုတ်ကိုအဲ့လိုအလုတ်မရှိမှဝဲကြောက်တတ်တယ်အလုတ်မလုံးရမှာတော့မကြောက်အလုတ်မလုံးရမှာတော့မကြောက်တတ်တဲ့လူမျိုးလေးတွေဖြစ်တယ်တဲ့အဲ့တော့ဘယ်လိုပြောမလဲဟဲ့ဆိုသူတို့ကမျောလင်းချက်ရီမန်းချက်ကြီးမားတတ်တယ်အလုံးအတွက်ကိုသူတို့ကအိမ်လုံးကိုသူတယောက်တည်းပဲပြုပင်တော့က နဲ့ဘောเนาะလုတ်ကျွေးမယ်အရိတ်အဝါသာပေးမယ်ဆိုတော့စိတ်ရင်ကလေးရှိတယ်ဒါပေမဲ့အပြောမချို့တတ်တာရဲ့ဝူဝဝဆန်တတ်တာရဲ့ဒေါသထွက်လွယ်တတ်တာရဲ့သူတို့ရဲ့ပိတ်ကိုဇေယျဖြစ်တယ်စနစ်သားသမီးတွေကတဲ့သူများပေါ်မှာစေတနာထားရမယ်သူများပြဿနာကိုဖြေရှင်းပေးရမယ်ဟေးဆိုတော့သူတို့ကဆက်ရကြီးပဲเนาะအရာအလုံးသူများကိုကူညီပေးမယ်အာ ကိုညီပေးမယ်ဖြည့်ရှင်းပေးမယ်ဟေးဆိုရင်တော့တို့ကအရန်တော်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတဲ့မနှမျောတတ်ဘူးလက်လွယ်တတ်တယ်လက်ခွာတတ်တဲ့အဲမှာပါတယ်တဲ့เนาะစနေသားသမီးတွေကအဲ့တော့ဒီဆယ်လပိုင်းတည်းမှာဟေးဆိုရင်တို့ကတန်ဖိုးကြီးပစ္စည်းဥစ္စာလေးတွေနဲ့ဝင်ဖို့ရှိတယ်ဆက်ပစ္စည်းရွှေအဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးဝင်ဖို့ရှိပါတယ်ချဲခံထီကံငွေကံနဲ့ပတ်သက်ပြီးတော့အရန်ကောင်းတယ်ဒါပေမဲ့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကတော့ ပို့စီကထွက်သွားမှာမဟုတ်သေးဘူးအဲ့လိုမျိုးဆရာမပြောတဲ့ရာရာလေးကိုလုတ်ပြီးတော့မှပဲထွက်မှာဖြစ်ပါလေရှင်။ဘာကြောင့်လဲဟဲ့ဆိုရင်တို့ကစိတ်နဲ့ပတ်သက်ပြီးလုတ်ရတဲ့အလို့စိတ်နဲ့ပတ်သက်ပြီးဦးစားပေးတဲ့ အနစ်အချိနေကိုရောက်နေတဲ့အတွက်ကြောင့်ဘုလိုပါရှယ်ပြောမယ်ဟဲ့ဆိုစိတ်ကမตายဘူးဟဲ့ဆိုဘာမှလုံးချင်ကြင်ချင်စိတ်မရှိတော့ဘူးဘလောက်ပဲတံပိုးကြီးနေပါစေအကုန်လုံးကိုပြစ်ချတတ်တယ်တဲ့စနေသားသမီးတွေရဲ့လောကဒဏ်နဲ့ပတ်သက်ပြီးသူတို့စိတ်တို့လွယ်တာသူတို့ဒေါသထွက်လွယ်တာကိုပဲပြောကြတယ်အဲ့ဒီစနေသားသမီးတွေ့ကြုံလာရတဲ့လောကဒဏ်ကိုတော်ရုံတိုင်အောင်လူမခံနိုင်ဘူးရှင်နော်ဘာကြောင့်လဲဆိုသူတို့ကစိတ်ခွန်အားကြီးလို့ အာပြီးလို့ရှိရင်ဘယ်လိုပြောမလဲစိတ်ခေါ်အားကြီးလို့ဒုံကြကြပြားကြကြတို့ကနေထိုင်တက်လို့သာဒီလိုဘဝမျိုးတို့ကဖြတ်ကျော်လာနိုင်တာတဲ့အချစ်ရင်နဲ့ပတ်တိုင်လဲတို့ကပေးဆက်တာပေးဆက်တာ အချစ်ကြီးတာတန်ရောကျင်ကြီးတာဒါပေမဲ့တို့စီကထွက်ခွာသွားတဲ့လူတွေကအကောင်းမပြောဘူးပြောမယ်ဟဲ့ဆိုလို့ရှိရင်ရင်းကိုဇုံကံပြီးကိုယ့်ရဲ့တိတ်ခါအိုင်းလေးကိုပုတ်ချပြီးတော့မှထွက်သွားတတ်တဲ့ ချစ်ချင်းမြတ်တာမျိုးတွေနဲ့လည်းကြုံခဲ့ရတယ်တဲ့ပြီးလို့ရှိရင်သူတို့ခေတွယ်လိုက်တဲ့လူတွေသူတို့ယုံကြည်လိုက်တဲ့လူတွေကသူတို့ခြေထောက်ကိုရိုက်ချုံသွားတဲ့လူတွေပဲဖြစ်တယ်ရှင်เนาะအဲ့လိုမျိုးအဲ့ဒါကြောင့်မလို့သူတို့ကလူရွေးပြီးခင်တော့တာလူတိုင်းကိုသူတို့ကဘယ်လိုပြောမလဲဟီဟာမနေတတ်ဘူးမျက်နှာကြောမာသွားတယ်စနေသားသမီးမျက်နှာကြောမာသွားတယ်ဟိဆိုတာဘာကြောင့်လဲသူတို့ရဲ့လောကဓာတ်ရဲ့ရိုက်ခတ်မှုတွေကြောင့်သူတို့ခင်လိုက်တဲ့လူတွေရဲ့ ပေးခဲ့တဲ့နာကျင်မှုတွေကြောင့်သူတို့ကမျက်နှာကျော်မာသွားတာဖြစ်ပါတယ်ဒါပေမဲ့ဘလောက်ပဲဘသူစီမှာပဲမျက်နှာကျော်မာနေပါစေတဲ့သူတို့ချစ်တဲ့မိသားစုသူတို့ချစ်တဲ့အာအိမ်အောင်ရသားဖတ်မှာပဲဖြစ်ဖြစ်သူတို့ချစ်တဲ့လူတွေဘက်မှာဟဲ့ဆိုရင်သူတို့ကအမြဲတမ်းလိုလိုခလေးနည်းနည်းစံတတ်ပြီးတော့ချစ်ချင်းမြတ်တောင်တောင်းခံတတ်တဲ့လူမျိုးလေးတွေဖြစ်တယ်ရှင်ဒါပေမဲ့စနစ်သူတို့ကိုသူတို့တောက်ပအောင်ငါစူးစမ်းမယ်ငါ တက်ဖို့အတွက်ငါရှောက်မယ်ဟဲ့ဆိုတော့စနေသားသမီးကိုဘယ်သားသမီးကမှလိုက်မပြီးအောင်ဒီစီးပွားလက်လာပန်းကန့်လေကစားတဟုတ်တို့ထုံးပေါက်မယ်အနေထားမျိုးရှိတယ်အဲ့ဒီအချိန်ကဒီဆယ်လပိုင်းဆိုတော့အချိန်ကပဲဖြစ်ပါလေရှင်เนาะအဲ့တော့ဆရာမဒီလောက်နဲ့ပဲဒီနေရာမှာစောင့်တာပေးတော့မှာပြီးရင်စနေသားသမီးများရဲ့နေနံနဲ့အစီရင်လုပ်ပေးထားတဲ့အဆောင်လေးတွေရှိတယ်။လက်ကြီးပွင့်စေတဲ့အဆောင်လေးတွေပေါ့เนาะငွေဝင်မဆက်တဲတဲတဲဆိုသလိုလက်ဖြောင်းငွေသီးစေတဲ့အဆောင် เนาะအဲ့တော့လိုချင်တဲ့လူတွေဆရာမရဲ့ Facebook Messenger ကိုရောက်အောင်လာပြီးမေးမြန်းနိုင်ပါတယ်ရှင်ကဲစနေသားသမီးများ Lucky Can လေးတွေဖွင့်ပြီးလက်ဖြောင်းငွေတီးကြပါစေရှင်